မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုဤလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့တော့ဧကဒသမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ယတ္တစာတန်းတစ်ခုဖြစ်တဲ့စာတယ်ဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ဒီသင်ခန်းစာလေးကို မဖက်ပြမဆွေးနွေးခင်မှာစားတယ်ဆိုတာကဘာလဲဆိုတော့စားတယ်ဆိုတာကစားချက်လုတဲ့ဒဲဒဲအိုးကြီးတွေကို ခေါ်တာဖြစ်ပါတယ်စားတယ်ဆိုတာနော်ဒီသင်္ကန်းစာလေးထဲမှာဘာတွေကိုတွေ့ရမလဲဆိုတော့စားတယ်နော်ငယ်စဉ်ကချောင်းရုပ်တစ်ချောင်းမှာစားတယ်ကိုခက်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 စီးပြီးပျော်ရွှင်ခဲ့ကြတဲ့လူငယ်လေးတွေရဲ့ဘဝနောက် ခလေးဘဝမှာစားတယ်ဆင်းရဲရနေပြီးတော့ရင်လိုရမရောက်ဖြစ်နေတဲ့အချိန်မှာတခြားသူတွေကဘောက်တူတို့လှေတို့စီးပြီးတော့လိုရခီးရောက်သွားကြတာကိုကြည့်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရတဲ့ဘဝဖြစ်ခဲ့ရပုံနောက်ကြည့်ပြင်လာတဲ့အချိန်မှာဘဝခီးမှာတခြားသူတွေကတော့ အတောင်တက်တာနဲ့ပန်းနိုင်ဝင်သွားတာကိုမြင်ပြီးအငယ်စိတ်ဝင်လာတဲ့အခါမှာငယ်စဉ်ကစားတဲ့စီးခဲ့တာကို ပြန်ပြောင်းပြီးတော့ဒရိယမိရယ်ဆိုတဲ့အကြောင်းလေးနဲ့စားတဲ့ကပေးတဲ့ယတ္တဘဝအသိမြင်တဲ့စင်ကြီးမွေရာတွေကိုလေ့လာရမှာဖြစ်ပါတယ်။နောက်ဆက်ဒီစားတဲ့ဆိုတဲ့နော်ယတ္တစားရန်လေးမှာ ရေးသားထားတဲ့ဆရာတက္ကသိုလ်ဝင်းဝင်းမွန်ရဲ့ နော်အရေးအသားတင်ပြချက်ကလေးတွေကိုဖတ်ရှုအောင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ထုံးစံအတိုင်းစားတယ်ဆိုတော့နော်သင်ငန်းသားလေးကိုမဖတ်ရှုခင်မှာစားတယ်ကိုအကောင့်ထဲပေါ်ခဲ့တဲ့ရေးသားခဲ့တဲ့ဆရာတက္ကသိုလ်ဝင်းမွန်ရဲ့အထုပ်ပတ်တီလေးကိုနော်ပထမဦးဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်နော် စာတဲ့သည်တက္ကသိုလ်ဝင်းမွန်ဤယတ္တစာရန်တပုံဖြစ်သည်ဆရာတက္ကသိုလ်ဝင်းမွန်ကိုပဲကူတိုင်းတနက်ပင်မြို့နယ်ရစ်ကန်ကြီးကျေးရွာတွင် အဖဥအောင်တန်းခင်အမိဒေါ်တန်းကြည်တို့၏တူဒီတော်သားအဖြစ်1936ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင် မွေးဖွားသည်ငယ်မီမာနှင့်ငါတိုးမြင့်နှင့်ဝင်းဆွေတို့ဖြစ်သည် အမိရင်ဥဝင်းမွန်ဖြစ်သည် ကမဆဲကြီးပါနှင့်ရန်ကုန်မလွာကုန်းတို့၌စတုတ္တရန်အထိပညာသင်ကြားခဲ့သည်1950ပြည့်နှစ်မှ1956ခုနှစ်အထိတဲကုမျိုးအစိုးရအထက်တန်းကျောင်း၌အလဲရန်နှင့်အထက်တန်းပညာကို သင်ယူခဲ့သည်1956ခုနှစ်တွင်ဥပဇာအပိုင်းခ၌မြမာစာအမှတ်အများဆုံးပထမရရှိတဲ့သဖြင့်တာတို့အောင်စုကို ရရှိခဲ့သည် အသက်20အရွယ်1956ခုနှစ် မေလထုတ်မြဝတီမဂ္ဂဇင်းတွင်မောင်ဝင်းစွေအမည်ဖြင့်ရေးသားခဲ့သောဝဏပပလှကလျာစောင်းမဖြင့်စာပေနယ်သို့စတင် ဝင်ရောက်ခဲ့သည် စာပေရေးသားရာတွင်မြမစာပေမြမကြည်ကျမှုဆိုင်ရာစောင်းမများ စာရန်များကို တက္ကသိုလ်ဝင်းမွန်အမည်ဖြင့်ရေးသားခဲ့ပြီး အခြားကပဝိထုစာရေးဆရာကြီးများဤကန္နဝင်ဝိထုများစွန်သားကန်ဝိထုများကိုအောင်ခက်အမည်ဖြင့်ဘာသာပြန်ရေးသားခဲ့သည်1968ခုနှစ်တွင်အမျိုးသားစာပေစုစာပရိသာတတိယစုကိုတက္ကသိုလ်ဝင်းမွန်ကလောင်အမည်ဖြင့်ရေးသော ခက်သက်ကဗျာမိတ်ဖွဲ့စာအုပ်ဖြင့်၎င်းအမျိုးသားစာပေစုဘာသာပြန်စာပေတတိယစုကိုအောင်ခန့်ကလောင်ခွဲကလောင်အမိခွဲဖြင့်ရေးတော်ရဲသွေးနီနီစာအုပ်ဖြင့်၎င်းတပြိုင်တည်းစုခုခဲ့သည်2014ခုနှစ်တွင်ဆရာဝန်တင်ရွှေတသက်တာစာပေစုနှင့်2015ခုနှစ်တွင်အမျိုးသားစာပေတသက်တာစုထင်းမြင်ခံခဲ့ရသည်1960ပြည့်နှစ်ဇွန်လတွင် မော်လမြိုင်ကောလေမြမသာဌာန၌ဤပြအဖြစ်တောင်စတင် အမှုထမ်းသည်မြတီနာကောလေရန်ကုန်စေတက္ကသိုလ်နှစ်တော်တွင်မြမသာဌာနမှုအဖြစ်ထမ်းဆောင်ခဲ့သည်1980ပြည့်နှစ်တွင်ပညာရေးဝန်ကြီးဌာန၏ရွေးချယ်ဆွေးနွေးချက်အရတရုတ်ပြည်သူသမရနိုင်ငံ ပီကင်ပေကျင်းမြို့တော်နိုင်ငံခြားဘာသာသိပ္ပံကျောင်း၌ မြမစာပေပညာရှင်အက်ပါမောက်ခအဖြစ် နှစ်နှစ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်ရန်ကုန်တက္ကသိုလ်၌1996ခုနှစ်တွင် တွဲပက်ပါမောက်ခဌာနမှုအဖြစ် တာဝန်ထမ်းဆောင်ပြီး2000ပြည့်နှစ်တွင်အငြိမ်းစားယူခဲ့သည်တက္ကသိုလ်မြန်မာသာသင်ကြားရေးအဖွဲ့ဝင် အဖြစ်၎င်းအခြေခံပညာမြန်မာစာဘာသာရပ်သင်ယူညွန့်တန်းကော်မတီဝင်အဖြစ်၎င်း ရန်ကုန်တက္ကသိုလ်မြန်မာစာ ပါရဂူသင်တန်းကြီးကြပ်မှုကော်မတီဝင် အဖြစ်၎င်းဆောင်ရွက်ခဲ့သည်2018ခုနှစ်အောက်တိုဘာလ10ရက်နေ့တွင် ကွယ်လွန်ခဲ့သည်စာတေယတစာရန်တွင်ဘဝခရီး၌ကြုံတွေ့ရမည့်အခက်အခဲများကိုငယ်စဉ်အခါစာတေစီစင်တကဲ့သို့ပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်ကြော်လွားသင်ပုံကို ရေးဖွဲ့ထားသည်ဒါလေးရတော့ နော်စားတဲ့ကိုပုံဖော်ခဲ့တယ်ဆရာတက္ကသိုလ်ဝင်းမွန်ရဲ့အထုပ်ပတ်တီလေးဖြစ်ပါတယ်ကဲဒါဆိုရင် စားတဲ့ကိုဖတ်ကြည့်အောင်ငယ်စဉ်ကစားတဲ့စီး၍ပျော်ခဲ့သည်များကို ကျွန်တော်မကြာမကြာတရိယာနေပါသည်ကျွန်တော်တို့ရွာကလေးသည်မိုးတွင်းအခါ၌ရေပက်လေဝိုင်းသောကုန်းမြေဟူသောစကားကို အမှတ်ရစရာ ကောင်းလာသည် ကျွန်တော်တို့ တောင်ပိုင်း၌ရေပက်လေအဝိုင်းဆုံးဖြစ်သည်ကျွန်တော်တို့အိမ်ကုန်းတစ်ခုလုံးသည် ရေအောက်၌ခေါင်းရှိုးနေသည် အိမ်ရှိရှိလမ်းမကြီးသည်နှွေအခါဖုံတထောင်းထောင်းထခဲ့သည် ခလောက်တန်ခြူတန်တို့ဖြင့်စူညံခဲ့သည်ယခုအခါ၌ကလမ်းမကြီးသည် ရေအောက်တွင် ဆုံဆုံမြုပ်နေပေပြီလဲတော့အစာလေတော့လူးလာနေပေပြီချောင်းကြီးဖြစ်နေပေပြီရေကမနဲ့လှ ပေါင်လယ်လောက်ခါလောက်သာရှိသည်တီချောင်းရိုးတလျှောက်၌ကျွန်တော်တို့သည် စားတယ်စီး၍အပျော်ကြီးပျော်ခဲ့ကြသည်စားတယ်မှာလေးပေပတ်လေခတ်တန်တယ်ပိုင်းကြီးဖြစ်သည် အဝိုင်းမဟုတ်လေးတောင်ဖြစ်သည်ဇောက်မှာမနဲ့လှ၆လက်မှခန့်သာရှိသည်ရွာအရှိပိုင်းမှတံပြူဆရာကြီးဥတင်လှ၏တဲကုတ်ထွက်ပစ္စည်းဖြစ်သည် ကျွန်တော်မိဘများသည်တပေါင်းတကူစားမြေတက်ချိန်၌စစ်တောင်းမြကန်းရှိတစ်ဖြူရွာရွာသိရွာတို့ကို စားမြေချစ်ရန်နန်းနဲ့ဝဲလီဝဲလင်းတွင်နွားလဲကြီးများဖြင့်ထွက်သွားတတ်ကြလေသည်ညနေဆောင်တွင် နွားလဲကြီးများနှင့်အပြည့်စားမြေများတက်၍လာတတ်ကြသည် ထိုစားမြေများကို ရေဖြင့်ဖြော်၍ စားရည်စင်ပေါ်တို့လောင်းကြသည် ထိုစားရည်စင်ပေါ်မှကြာသောစားရည်တန်တန်များကို စားတဲ့ကြီးများတွင်ထည့်၍ကောက်ရိုးမီဖြင့်ချက်ကြသည်ကောက်ရိုး6ပွေ9ပွေကံကုန်လင်စားတဲ့ကြတော်သည်ထိုစားတဲ့ကြီးများအလုံစခန်းသည်မိုးတွင်အခါ၌တိမ့်ပြီးအလုံအား၍အနားယူပြီးထန်းစင်ပေါ်တွင်အမိန်သာဇင်းခံနေပြီးသို့တော်ကျွန်တော်တို့ကသူတို့ကိုအနားမပေးနိုင်ပြီး ထန်းစင်ပေါ်မှသူတို့ကို အတင်းဆွဲခေါ်၍ချောင်းရိုးတလျှောက်တွင်အမှုထန်းစေတော့သည်ကျွန်တော်တို့ရာရွာတွင် အိမ်တိုင်းလိုလိုပင် ပေါက်တူလေများ ရှိကြပါသည် သို့သောလေကိန်းစအရက်ကိန်းစများကြောင့်ပေါက်တူကို အနားမနေရအောင်လူကြီးများအသုံးပြုလွန်သည် လူကြီးများအားမှလေမစည်းကွင်ရသည်လှော်ကွင်ရသည် ပေါက်တူကိုလှော်၍ပျော်ရသည်မှမကြသည် သူတို့တကြောကြောအော်ဟစ်ခေါ်တော့သည်ဘောက်တူနေသွားเสียကိစ္စသူတို့မှာပေါ်တော့သည်ကျွန်တော်တို့ကလည်းစော်လွန်းသည်ကမြင်လွန်းသည်ဟုသူတို့ကျိန်စူပူကျိန်မောင်းတော့သည်အိမ်ရှိဘောက်တူသည် ကျွန်တော်တို့ခလေးများနှင့် လုံးဝမသက်ဆိုင်ပြီးတကယ်တို့ရှိလာသည်ချောင်းရိုးတချောင်း၌ကျွန်တော်တို့သည်ဘောက်တူစည်း၍ပျော်ခွင့်မရစားတယ်စည်း၍သာပျော်ခဲ့ကြရသည် စားတယ်စီရသည်မှာပေါတူစီရသည်နဲ့မတူပေါတူစီရသည်မှာတက်တောင့်တက်တာရှိလာသည်မြမစကပုံတစ်ခုရှိသည်လေအစင်းမြင့်အပ်တဲ့ခက်တဲ့ပေါတူစီရသည်မှာအစင်းလဲလွယ်သည် အတက်လဲလွယ်သည် အတက်မတော်ရွဲ့လဲတိမ်းမှာစောင်းမှာမှောက်မှာမပူရား အစင်းမတော်၍လေတိမ်းမာစောင်းမာမှောက်မာမပူရဘောက်တူပေါ်တို့ရောက်၍တက်ဖြင့်တစ်ဖက်သက်လှော်လဲရသည်ဘဲဘက်ညာဘက်မျှ၍လှော်လဲရသည် ပေါတူကိုပဲ့ကန်ရသည်မှာမခက်လာပဲ့ကိုတာမန်ကင်တက်ယုံဖြင့်ရီမန်းရာတို့ချောချောမောမော ဖြူးဖြူးပြောင်ပြောင်တန်းတန်းမတ်မတ်ရောက်သည် စားတယ်စီရသည်မှာပင်ပင်ပန်းပန်းရှိလာသည် စားတယ်ကအစင်းလဲခက်သည် အတက်လဲခက်သည် စားတယ်မှာပက်ကလန်ကြီးဖြစ်သည် လူတယောက်ဤဝင်လောက်သာထမ်းနိုင်ရှာသည် လူတယောက်အပေါ်သို့တက်မိသည်နှင့်ရေမျက်နှာပြင်ထက်သုံးလက်မှခန့်သာခေါင်းဖော်နိုင်ရှာတော့သည် ထို့ကြောင့်စားတယ်သည် အတိတ်အဆောင်မခံ့ တိမ်းမှာစောင်းမှာပေါက်မှာအလွန်ပူရသည် အတက်မတော်ပါကလည်းစားတယ်မှောက်သည်အစင်းမတော်ကလည်းစားတယ်မှောက်သည်စားတယ်အပေါ်သို့တက်သည့်အခါစားတယ်ဤနှကန်းစွန်းနှစ်ဖက်ကိုလက်ဖြင့်တီတီငိမ့်ငိမ့်ထိန်း၍ကန်ရသည် ထို့နောက်စားတဲ့ဤအလဲတဲ့တဲ့သို့ကြရောင်စူးစား၍တက်ထန်ရသည်ဤသို့ဂယုအလွန်ဂယုထား၍စူးစားပြီးတက်ပါမှ စားတယ်မမှောက်ဖဲနေသည်ထို့သော ဟိုရင်းတီထိုးနှုတ်နှုတ်ရှာရှာလူးလူးလွန်းလွန်းကဖြစ်လိုက်သေးသည်စားတယ်ငြိမ်၍အထိုင်ကြသောအခါမှလှော်ခွင့်ရသည်ကျွန်တော်တို့သည် စားတယ်ကို တက်ဖြင့်မလှော်ကြ ကိုယ်ကိုအနှဲငယ်ရှေ့သို့ညွတ်၍ကိုင်း၍လက်ဖြင့်ရက်ကြလှော်ကြသည်ရက်ရ၌ဘယ်ညာမျှ၍ရက်ရသည်တစ်ဖက်သက်ကျုံးကရက်၍မရဘယ်ညာမမျှပဲဘယ်လက်ဖြင့်ကျုံး၍ရက်လိုက်ပါကလက်ရာ၏ခြားခြားလဲသွားပေလိမ့်မည်ညာလည်းဖြင့်ကျုံ၍ရက်ပါကလဝဲ၏ခြားခြားလဲသွားပေလိမ့်မည် ဘယ်ညာမျှ၍ထိမ့်နိုင်ပါမှ စားတယ်သည်ဝဲကလဲကရိမ့်ကရိုင်းကဖြင့်ညီမန်းရာတို့တရွေ့၍တပြေးပြေးကြွေ့၍စောင်း၍ရောက်သည်မိမိညီမန်းရာတို့မရောက်ခင်၌စားတယ်မှောက်မသွားအောင်ညီမန်းရာတို့လည်းရောက်အောင်စားတယ်ကိုရဲရလှော်ရသည်မှာမလွယ်ကျွမ်းကျင်မှုလိုသည် ကိုကို တီတီငင်ငင်ထားတတ်ဖို့လိုသည် စိတ်ရှည်ဖို့လိုသည်ဇွဲကောင်းဖို့လိုသည်လုံးလာရှိဖို့လိုသည်ဤအချက်များမှတစ်ချက်တစ်ချက်လင်ဟင်းသည်နှင့်စားတယ်သည်ရမန်းရသောမရောက်မှောက်၍မှောက်၍သွားတတ်သည်သို့တော်ကျွန်တော်တို့ကချောင်းရိုးတလျှောက်၌စားတယ်ကိုစီဖြင့်ချလဲချလဲဖြစ်နေရသည်ကိုပင်ပျော်ကြသည်ဝမ်းမြောက်ကြသည် ရင်မရသောမရောက်ပဲစားတယ်ကိုစီဖြင့်ကျွန်တော်တို့တငယ်ချင်းတတချားလဲချားလဲဖြစ်နေစဉ်တခြားသူများကပေါ့တူများလှေချင်းများဖြင့်လှေချင်းများလှေကလေးများဖြင့်ကျွန်တော်တို့ကိုဖြတ်ကျော်၍ရင်မရသောချောချောမောမောဖြောင်းဖြောင်းတန်းတန်းသွားသည်ကိုတွေ့ကြရသည်ကြုံကြရသည်ထိုအခါသူတို့အတွေ့ကျွန်တော်တို့သည်မြည်သောမြစိတ်မလုံရှားကြသူတို့ကိုဝမ်းမန်းတသာအော်ဟစ်၍နှုတ်ဆက်လိုက်ကြသည်သည် ကျွန်တော်တို့လူတိုက်ကျွန်တော်တို့လူတိုက်ထဲမှတယောက်ယောက်ဤစားတယ်အခက်မသိရင်မှောက်သွားပါက မင်းကရောက်လို့သောအကြည့်ပြီးသိတ်ကြုံရက်တာကိုကမှောက်မှာပေါ့ဖြည်းဖြည်းဟေးဖြည်းဖြည်း လောမကြီးနဲ့ကိုကိုကိုလည်းထိုင်အောင်ကဟုဝိုင်း၍တရီပေးတတ်ကြသည်စားတတ်ကြသည် ပြောင်းတတ်ကြသည် စားတယ်မှောက်သွားသည်သူကလည်းသူ့ကိုစား၍ပြောင်း၍စိတ်မစိုးဒေါမပွား ဆက်ပြဲပြဲဖြင့်နှုတ်တုံပြန်သည် သူစားတယ်ကို ပြန်၍ဆဲကတဲ့ကပြန်၍စားတယ်စီးပြန်သည်ဇွဲမလျှော့စားတယ်စီး၍ကျွန်တော်တို့အားရသောအခါရေထဲတွင်တဘုံဝုံတပြောတပါကူးခတ်စော်ကစားတက်ကြသည်ရွာကိုခွာ၍တငယ်ချင်းများကိုခွဲ၍ကျွန်တော်ထွက်လာခဲ့သည်မှာ ကြာပြီသို့တော့ရွာကိုကျွန်တော်မမေတငယ်ချင်းများကိုလည်းကျွန်တော်မမေ သူတို့နှင့်ချောင်းယိုးတလျှောက်စားတယ်စီးပြီးပျော်ခဲ့ကြသည်များကိုလည်းကျွန်တော်မမေသို့တော်ရွာတို့ကတစ်ခေါက်မျှပင် မရောက်နိုင်ခဲ့တငယ်ချင်းများနှင့်လည်းမတွေ့နိုင်ခဲ့ကို့အလုံးနှစ်ကိုခြာလက်ပတ်လဲ၍အာတီပင် မရှိနိုင်ခဲ့ အလုံးအကိုင်းနှင့်ဖြစ်လာသောအခါကို့အလုံးကို့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရသေးသည်ကိုယ်အလုံးကိုတောင်ဝင်းနဲ့ပတ်သက်သောလိလာစရာစီးပူးစရာများကိုလည်း မေလာရသေးသည် စီးပူးရသေးသည်ထို့ပြင်ကိုရဲကိုရာကိစ္စဆွေရဲမျိုးရဲကိစ္စရရဲရွာရဲကိစ္စတာရဲနာရဲကိစ္စကိစ္စပေါင်း16000ရှိသေးသည်လူပေါင်းလူအတိုင်းဝန်းနေလေ၍ဒီလူကိစ္စများကိုရှောင်ရဲတင်းရဲမယား အစဉ်ပြေအောင်ဆောင်ရွက်ကြရသည်ဤသို့ဖြင့်ဘဝရေစီးကြောင်းထဲတွင်တဝဲလဲလဲမျောပါနေရသည်ဒီကြားတွင်မှ ကိုတိုးတိုးကိုတိုးတက်လန်းအတွက်ကြံစီရသေးသည် တရက်ကံကံချွေးတန်ထွက်အောင်ကြိုးစားရသေးသည်ထိုအခါမိမိရိမ်းမှန်းချက်သို့ချောချောမောမောဖြောင်းဖြောင်းတန်းတန်းဆက်ရလေအောင် မိမိဆန္ဒပြေဝလေအောင် တိုး၍စူးစမ်းရပြန်သည်ရက်ကန်ရပြန်သည်လှော်ခတ်ရပြန်သည် ထို့ကြောင့်ဘဝသည်ခြာလဲခြာလဲနှင့်လဲ၍မဆုံးဖြစ်ရပြန်သည်သို့တော်ကိုမျှော်လင့်ခြင်းနှင့်ကိုမို့ပင်မန်းတော်လဲပင်မန်းတော်မှပင်မန်းသည်ဟုမမှတ်ထင်ပျော်သည်ရွှင်သည်သောသော တချို့သောသူတို့သည် ကျွန်တော်တို့နှင့်အရေးတူများဖြစ်ကြပါလျက် ကျွန်တော်တို့လိုတရက်ကံကံချွေးတန်ထွက်အောင် မကြိုးစားမလုံဆောင်ရပဲတက်တောင့်တက်တာဖြင့်ပန်းနိုင်တို့ဝင်၍ဝင်၍သွားကြသည်တရက်ကံကံချွေးတန်ထွက်အောင်ကြိုးစားရသောကျွန်တော်ကပန်းနိုင်နှင့်မနီးခြောက်လေခြောက်လေနှင့်ကြံနေရပေသည် ထိုအခါကျွန်တော်တွင်လှော်ခြင်းခတ်ခြင်းစိတ်များပျောက်၍ပျောက်၍သွားတတ်သည်အမည်မတက်နိုင်သောခံပြင်းခြင်းများဖြစ်ပေါ်လာတတ်သည် စိတ်ဝဲငယ်ခြင်းအားရော့ခြင်းစုံနစ်ခြင်းများဖြစ်ပေါ်လာတတ်သည်ငါဘဝနှင့်စားတဲ့စီရတယ်လို့ပါပဲလားဟုညီးတွားမိတတ်သည်ထိုမှတဆင့်ချောင်းရိုးတလျှောက်၌ကျွန်တော်တို့စားတယ်စီးပြီးပျော်ခဲ့ကြသည်များကိုပြန်၍ပြန်၍အမှတ်ရလာမိသည်ကျွန်တော်စားတယ်စီးကစင်ကချောင်းရိုးတလျှောက်၌စားတယ်ဖြင့် ခြားလဲခြားလဲတရက်ကံကံချွေးတန်ထွက်နေခြင်းတွင် အချို့သော သူများသည် ပေါတူများလှည်ကြီးလှည်ငယ်များဖြင့်ကျွန်တော်တို့ကို ဖြတ်၍ကြော၍ရီမန်းရာသို့ချောချောမောမောဖြောင်းပြောင်းတန်းတန်းပန်းဝင်၍သွားတတ်ကြသည်ထိုစဉ်ကကျွန်တော်အာရုံချင်းဆုံးနှုတ်ချင်းဖြစ်ခဲ့ပါသလိုဖြစ်ခဲ့သည်ဟုကျွန်တော်အမှတ်မရသူတို့အတွက်ဝမ်းမြောက်ခြင်းပင်ဖြစ်ခဲ့သေးသည်ကိုအမှတ်ရနေမိသည် ခလဲအရွယ်လူမမဲအခါကပင် အာရော့ချင်းစုံနေချင်းမရှိပဲကိုအားကိုကို၍ကိုလေဖြင့်ကိုပျော်နိုင်သေးသည်ယခုအခါအရွယ်လဲရောက်နေပြီအရွယ်လဲမြောက်နေပြီပညာအစဉ်ချင်းလဲအတော်အသင့်ရှိနေပြီအတွေ့အကြုံလဲအသင့်အတင်းရနေပြီယခုလိုအခါတွင်မှ ကျွန်တော်သည်အာရော့ချင်းစုံနေချင်းများဖြစ်သိမ့်ပါသလော မဲစင်အခါခကဲ့သို့တတ္တိမကောင်းတော့ပြီလောဇွဲမကောင်းတော့ပြီလောစားတယ်စီး၍မပြောနိုင်တော့ပြီလောဤသို့ကိုကိုကိုကျွန်တော်ဆုံးမရသည်တတိပေးရသည်ထိုအခါမှစိတ်နှလုံးအေးချမ်းလာတော့သည်ထို့ပြင်အသစ်တို့ဝင်လာသည်စိတ်သစ်တို့ဝင်လာသည်အမလျှော့ပြီမစုံနစ်ပြီ ျွန်တော်ဒီဘဝရေစီးချောင်းနဲ့စားတယ်စီးရမည်ကို မကြောက်တော့ပြီးခြားလဲခြားလဲဖြစ်စေဦးတော့ဘဝရေစီးချောင်းနဲ့စားတယ်ကို ပြပြောကြည့်စီးပြီကျွန်တော်မပေါ်မပန်းကျိုးပန်းလှောက်ခတ်ရဲ့နေပြီတကားဆိုပြီးတော့ဆရာတက္ကသိုလ်ဝင်းမောင်ကနေပြီးတော့စားတယ်ဆိုတဲ့နော်ယတ္တစာရန်လေးကို ရေးဖွဲ့ခဲ့တာကိုလက်ဖတ်ရှုခဲ့တာဖြစ်ပါတယ်လေ့လာခဲ့ကြရမှာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်။